ားလုံးပဲမင်္ဂလာပါရှမ်းမလေး channel မှာကြိုဆိုလိုက်ပါတယ်ဒီတခါအာလူးတုံနီးလေးကို ကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်ပထမအဦးဆုံးတော့အာလူးနှလုံးကို အခွန်နွားပြီးတော့မှရေစေးတန့်စင်အောင်လုပ်ပေးရပါမယ်ကျွန်တော်ကတော့အာလူးနှလုံးနဲ့ပဲအာတုံပြပေးသွားမှာဖြစ်ပါတယ်အဲ့ဒါပြီးပြီဆိုလို့ရှင်တော့ဒေယောပြုတ်သွားပါမယ် ျွန်တော်ကတော့ထမင်းချက်ရင်းနဲ့တခါတည်းပဲထမင်းအိုးထဲမှာထည့်ပြီးတော့မှချက်ပြုတ်လိုက်ပါတယ်။အဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်လည်းပဲပြီးတဲ့ရေနွေးတည်ပြီးတော့ပြုတ်လို့ရပါတယ်။10မိနစ်လောက်ပြုတ်ပြီးဆိုရင်တော့ကျက်သွားပါတယ်။အဲ့လိုလှုပ်တဲ့အချိန်မှာပဲဥစည်တန်ရွက်တွေကျက်သွန်နီတွေပါပါလှိပါ။ကျက်သွန်နီရတော့ကျွန်တော်တချမ်းကိုအသုံးပြုပြီးတော့မှပါပါလှိထားပေးထားပါတယ်။ ပြီးလို့ရှိရင်တံပြာတစ်ချမ်းကိုလည်းလှိဖြတ်ထားပေးပါစီကျဲအနေငယ်ပြုလုပ်ပေးရပါမယ်စီကျဲလှုပ်တဲ့ဟာတော့ကျွန်တော်မပြတော့ဘူးပေါ့နော်တဲရိုးပေါ်မှာစီတဲပြီးတော့မှအာကျက်တဲ့ဒီချက်လိုက်ရပြီ အဲ့လိုနဲ့အာလူကျက်သွားပြီဆိုတဲ့အခါမှာကျွန်တော်အာလူနှလုံးကိုတုံးမဲ့ပကံထဲမှာကျွန်တော်ထည့်လိုက်ပါတယ်ပြီးလို့ရှိရင်အာလူခြေတဲ့ကရိယာနဲ့ပဲကျွန်တော်ခြေပေးလိုက်ပါတယ်နူးဤနေပြီဖြစ်တဲ့အတွက်ခြေတာလည်းမြန်ပါတယ်

ထမအောင်ဆုံးကျွန်တော်စက်သွန်လေးကိုထည့်မယ်ပြီးတဲ့ခါမှာငေးုပ်သီးတောင်ကျွန်တော်ပပလေးလှီးဖြတ်ထားပေးထားပါတယ်အဲ့လိုပပလှီးထားလို့ရှိရင်တော့ ီငေုပ်သီးကတားဆက်ပါတယ်။နည်းနည်းထူရင်တော့အဆက်နည်းနည်းလေးပေါ့တယ်။အဲ့လိုတော့ရှိတယ်။ပြီးအရသာအတွက်ကျွန်တော်တို့ငမုံကိုထည့်မယ်။ငမုံတစွန်းထည့်လိုက်တယ်။ပြီးတော့စာအနေငယ်ကျွန်တော်ထည့်တယ်။အဲ့ဒါပြီးရင်ကျွန်တော်တို့စီချက်ကို ထည့်လိုက်ပါတယ်စီချက်ထည့်ပြီးတဲ့အခါမှာခုနကလီးထားတဲ့တံပြာချမ်းကိုကျွန်တော်ညှစ်လိုက်ပါတယ်ပြီးရင်တော့နေပေးလိုက်ပါတရားသားတွေတမတ်သွားအောင် အားလုံးနှက်ဆန့်သွားတဲ့ခါမှာတုတ်ပြီးပြီဖြစ်တဲ့အတွက် ကျွန်တော်တို့ဒီအာလူသုတ်ကို အရသာမြည်ကြည့်ပါ အရသာကအကိုလိုတလို့ဆက်ပြီးတော့မှထဲလို့ရပါတယ်အငန်လို့ရင် အငန်ထဲမယ်အချိုလို့ရင်အချိုထဲမယ်ပေါ့နော်အချင်းလို့ရင်အချင်းထဲမယ်နှဆောင်းဒီလိုမျိုးလေးနေပေးလိုက်ပါ ြီးတဲ့ခါမှာမိကြီးမိတဲ့ခါမှာခုနပြောတဲ့အတိုင်းလိုအပ်တဲ့ဟာတွေကိုထပ်ထည့်လို့ရပါတယ်ကျွန်တော်ကတော့အငန်တက်နည်းနည်းလိုနေတဲ့အတွက်ဇာအနေငယ်ထပ်ထည့်ပါတယ်ပြီးတဲ့ခါမှာတမသွားအောင်ကျွန်တော်ဆက်ပြီးတော့မှနေမှာဖြစ်ပါတယ်နောက်လေမွန်ပေါ့နော်တံပြာလေးနည်းနည်းထပ်ထည့် ြီးအခုနေတဲ့ခါမှာပြန်ပြီးတော့မြည်ကြည့်တဲ့ခါမှာအားလုံးကောင်းသွားပြီဖြစ်တဲ့အတွက်အလွန်ရတာရှိတဲ့အာလူးတုံကြီးတပွဲပြုလုပ်လို့ပြီးသွားပါပြီဖြစ်ပါတယ်။ဟုတ်ကဲ့ပါ။ဒီဟာလေးကိုကြီးစုသူများလည်းလှူစားကြည့်ပါ အလွန်မှစားကောင်းပြီးတော့ကျန်းမာရေးအတွက်လည်းအထောက်အကူဖြစ်ပါတယ်။ကတွင်လည်းမြင်စေပါတယ်ဗျ။ ုဆိုလို့ရှိရင်ပွဲပြင်းမဲ့ပကံထဲမှာလှလှပပလေးထည့်လိုက်ပါပြီးတာနဲ့ပူစီနံလေးအုပ်ပေးလိုက်ပါ အလုံးမလိုက်ဖက်ညီတဲ့အရသာလေးအမွေးနံလေးရမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်ရဲ့ဗီဒီယိုလေးကိုပြီးဆုံးအောင်ကြည့်ပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်နောက်တစ်ပတ်မှာကျွန်တော်တို့ထပ်မံပြန်ဆောင်ကြပါအောင်ဆိုအားလုံးကို Bye bye.